ကျွန်တော်ကဒီဗီဒီယိုလေးထဲမှာတော့ data validity data 2တဲ့ရပေါ့เนาะဒီ data တဲ့က data 2တဲ့က data validation နဲ့မှာပါတဲ့ထဲရပေါ့เนาะဒီလူတည်နေတဲ့အချက်တချို့ကိုပြောပြပေးมาဖြစ်ပါတယ် ဲကျွန်တော်တို့ဒီမှာဆိုရင် data validation နဲ့မှာပေါ့နော် impose message ဆိုတာရှိပါတယ်ဒီ impose message ကကျွန်တော်တို့က data validation မလုပ်ဘူးဆိုရင်လည်းဒီ impose message ကိုသုံးလို့ရပါတယ် data validation ကန့်တက်ထားတဲ့စာရင်းနေမှာမဟုတ်ဘဲနဲ့ data validation နဲ့ကန့်တက်ခြင်းမရှိတဲ့စာရင်းနေမှာလည်းကျွန်တော်တို့ message တစ်ခုထည့်ခြင်းနေဆိုရင်ထည့်လို့ရပါတယ်ဥပမာဆိုရင်ကျွန်တော်ကဒီ role မှာပေါ့နော်အမှ impose message တစ်ခုထည့်ခြင်းနေဆိုလို့ရှိရင်ကျွန်တော်ကဒီမှာပေါ့အဲ ဒီမှာထားပါဆိုအဒီလိုလေးရိုက်ပြီးမှထည့်ထားခြင်းလဲဆိုလေဒါတဲ့လားကျွန်တော်ဒီမှာဆိုမကန့်တက်ထားဘူးဒီမှာလေးလာပြီးတော့မှထည့်လို့ရပါတယ်အဲ့မှာပေါ့နော်ဒီ data validation import message ဆိုတဲ့မှာထည့်လို့ရပါတယ်သူကဒီမှာတော့ show import message once in selected ဆိုတာလေးကိုတော့အမှန်ချစ်ထားဖို့လိုပါတယ် နောက်တစ်ခုကကြတော့ကျွန်တော်ကဒီမှာဆိုရင် location လေးနဲ့ location ဆိုရတဲ့မှာကျွန်တော်လာပြီးတော့ data validation နဲ့ဒီ၃ခုကိုလာပြီးတော့ limit ကန်တက်ထားတယ်ပေါ့နော်အဲဆို data ထဲမှာကျွန်တော်တော့ကြည့်လိုက်မယ်ဆိုရင်ဒီမှာဆိုရင် MDY ရန်ကုန်နေပြီးတော့ဆိုပြီးတော့ကန်တက်ထားတယ်ကျွန်တော်ကအဲ့နေရာမှာ import မတီးမှာပေါ့နော် error alert ကိုကျွန်တော် store မထားခြင်းမူ warning ထားလိုက်မယ် နော် running ထားလိုက်မယ် stop ဆိုရင်တော့လုံးဝရပ်သွားမှာကျွန်တော်ရိုက်လို့မရဘူးကျွန်တော်တို့တီးခဲ့ပြီးသားပေါ့နော်အဲကျွန်တော်တို့ data validation အသုံးပြုနေတဲ့လူတော်တော်များများတီးပြီးသားပါ stop ဆိုရင်တော့လုံးဝရိုက်လို့မရတော့ running ဆိုတော့ကျွန်တော်တို့ကိုအဲ့ပေါ့နော်အဲ့ alert လေးလာပြမယ် message ပေါက်လေးလာပေးမယ်ဒီကောင်ကဇင်းနဲ့မှမပါဘူးခွင့်ပြုမလားကျွန်တော်တို့က yes လို့ပေးလိုက်ခွင့်ပြုသွားမှာပေါ့ information ဆိုတော့ကျွန်တော်တို့ကိုအဲဒါမပါဘူးဆိုတဲ့အကြောင်းလေးပဲ information ပေးရုံပဲပေါ့เนาะအဲအဲ့ဆိုတော့ကျွန်တော်ကဒီကောင်ကို running လို့ပေးထားလိုက်မယ် အပြင်ဝန်နေပေးထားလိုက်မယ် okay အဲ့ဆိုရင်တော့ကျွန်တော်တို့ကဒီမှာမပါတဲ့စီးရင်ကိုကျွန်တော်တခုရိုက်ကြည့်မယ် mgw ရိုက်တယ်အဲ့ဆိုသူကဒီမှာလာပြပြီဒီကောင်က mass မဖြစ်နေဘူးကျွန်တော်မလုပ်မလဲခွင့်ပြုမယ်လို့ပြောလိုက်မယ် yes ဆိုသူကခွင့်ပြုသွားမှာပါအဲ့ကျွန်တော်ဒီမှာဆိုရင်အမ်ပေါ့နော် bg လို့ရိုက်လိုက်မယ်ခေါက်လိုက်မယ်ဒီမှာဆိုရင်သူကလာမေးနေပြီမပါဘူးခွင့်ပြုမလားကျွန်တော် no လို့ပေးလိုက်ရင်သူရိုက်လို့မရဘူးပြန်ရိုက်ခိုင်းပါပါနော်အဲ့ဆိုလို့ရှိရင်တော့ ကျွန်တော်ကဒီလိုရိုက်ပြီးပြီအဲဆို yes လို့ပြီးလိုက်မယ်အဲဒီနေရာမှာလဲကျွန်တော်ကအဲထားပါလို့ဒီကြည့်ပေါ့နော်အဲဆိုရင်လဲ yes လို့ပြီးလိုက်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကအဲ့ဒါလိုမျိုးပေးလိုက်တဲ့စည်ရင်းနေကျွန်တော်တို့ list ထဲမှာမပါဘဲနဲ့ခွင့်ပြုလိုက်တဲ့စည်ရင်းနေဘယ်နှခုရှိလဲဆိုတာကိုသိကျင်နေဆိုရင်ကျွန်တော်တို့ကတစ်ခုချင်းစီကိုလိုက်ကြည့်နေဖို့မလိုပါဘူးဒီမှာပေါ့နော် data validity ချက်မှာ sake invest data ဆိုတာလေးပါပါတယ် နော်အဲဆိုတော့ကျွန်တော်တို့ကပေါ့နော်ဒီထဲမှာဆိုရင် circle in base data ဒီမှာလေးပါတယ်အဲဆိုတော့ဒီမှာ circle in base data ကိုနှိပ်လိုက်တာနဲ့ဒီမှာလေးအဝိုင်းလေးတွေလာပြသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ခွင့်မပြုဘဲနဲ့ရိုက်လိုက်တဲ့ပေါ့နော်ကျွန်တော်တို့ sorry link ထဲမှာမပါဘဲနဲ့ခွင့်ပြုလိုက်တာ၃ခုရှိပါတယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင် mkn လို့ပေးတော့ data ကိုလည်းခွင့်ပြုလိုက်မယ် yes နော်အဲဆိုရင်ကျွန်တော်ကဒီမှာ อืมဒီမှာဆိုရင်လာပြီးတော့မှ၄ခုဖြစ်သွားပြီပေါ့เนาะဒီလိုလေးလာပြလို့ရပါပြပေးပါတယ်ဒါကိုကျွန်တော်တို့ပြန်ဖြုတ်ခြင်းနေဆိုရင်เนาะဒီမှာ clear validation cycle ဆိုတာလေးကိုနှိမ့်လိုက်ရင် clear ဖြစ်သွားမှာဖြစ်ပါတယ်ဒါကတော့ data validation သုံးပြရဲ့အခါမှာအဲလူတည်နေမယ်လို့ကျွန်တော်ယူဆတဲ့အချက်လေးတွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะကျေးဇူးတင်ပါတယ်ရှင်